အဲ့ဒါတော့ကျွန်တော်တို့ကျွန်တော်တို့အပူပင်กินလို့ပါဟုတ်ကွာဒီလေးဘုသူလည်းအပူပင်กินပါတယ်ဒီလေးစဉ်းစားလို့ရအခုစဉ်းစားလို့ရမိသေးတယ်နော်အဲ့ဒါတပည့် ီလီကတော့ပိုကောင်းသွားတာပေါ့။ဒါလေပိုကောင်းသွားကိုလည်းနောက်ပိုကောင်းအောင်ညီလေးတို့လုပ်တော့။ဟာ။ဟာဒီတော့ကပိုကောင်းအောင်လို့ပါ။ဒါပေမဲ့ကိုပန်းစီရထားတယ်နော်။အေးအဲ့ပန်းစီရစားတာ။အဲ့ပန်းစီရစားတာ။အောင်စင်းပေါ်မှာဒီ red dye ရောက်တာ။နောက်ပြီးတော့ကိုကဘဲ character ကိုပဲဖြစ်ဖြစ်ဒီတေးပြင်ဆင်တာ။အဲ့ဒါဒါဟို သူယူမိမှမသိပဲနဲ့ယူမိနေရကျွန်တော်နောက်မှသတိထားမိတာကိုကတော့အရင်သတိမထားမိအဲခုနကကျွန်တော်ပြောလို့ window ပြောတဲ့ချိန်ကျမှပြန်စဉ်းစားမိတဲ့ခါကျတော့အော်လို့ဟိုလေသွမ်းမိုးခံရမှမသိပဲနဲ့သွမ်းမိုးခံထားတာကိုကအဲ့တော့အဲ့အဲ့တင်း စကားအဖြတ်အတောက်တွေကျွန်တော်တို့မှာကဟိုမြင်စရာတွေပဲရှိခဲ့တယ်ကျွန်တော်တင်စရာဆိုတာအဲ့လိုမျိုး on scene ပုံမှာပဲဒီ director တွေတင်ခဲ့တာမျိုးပဲရှိတယ်ကျွန်တော်ပြောချင်တဲ့သဘောအရလို့အမှုပညာအကြောင်းရယ်ဆိုပြီးတော့ကျွန်တော်တင်ခဲ့တာမျိုးလည်းမရှိတဲ့အခါကျတော့ကျွန်တော်ကအာဒီစကားတွေ senior တွေရဲ့စကားတွေပဲကြည့်ခဲ့ရတာအများဆုံးကြည့်ခဲ့ရတဲ့အခါကျတော့ဒီလွမ်းမှုတွေကကိုယ်မှာရှိနေတာအကိုကအလုပ်ကိုတိတိကျကျလုပ်နေတော့ fashion အတိအကျပြင်ဆင်နေ character ပုံမှာလုံးဝမလျော့စေရဘူးအဲ့ဒါလေးတွေတော့အခုထိတော့ အကျိုးစားလိုက်နိုင်အောင်ကြိုးစားတိုက်နေတော့မှပဲကြိုးစားမြင်ရပါတယ်ဒီနေ့ဒီလိုကနေဂိုင်းဆိုလို့ရှိရင် तू ပါဝင်တဲ့အခန်း तू ကရက်တာ तू ရမ်းပြစင်ဟာအရမ်းပြစင်ပြောတော့တော့ချီချူပါတယ်အမေရမ်းဝမ်းတာတော့ကွာလူပြင်စင်ထားတာပေါ့နော် तू ကြံစီထားတယ်ပြင်စင်တာလူဆိုတော့အဲ့ဒါရေးကြည့်ကြပါပဲ ေးကြည့်တယ်ကိုလုတဲ့ character ပေါ်မှာသစ္စာရှိရှိနဲ့အကောင်းဆုံးဖျံ movement ဖြစ်စင်တယ်အကောင်းဆုံးဖျံတိုးဆောင်နေဆိုတာဒါအင်တန်တော်ပါပဲရှင်းနေနေပြီးသားတွေရှင်းနေနေပြီးသားတွေပေါ့နော်ဟိုနာအကိုပြောသလိုပေါ့သူတို့တွေအဲ့စကလုံးတွေဘယ်ကနေရလဲရှိတော့လေသူတို့မသိရင်လေသူတို့အတွေ့အကြုံပဲရှိထားသလိုလို့ပါလို့လို့နဲ့နော်ဆက်ပါအားနိုင်တာပါတကယ်တော့လေထွက်တယ်မထင်ရဘူးတခါလေကြာလို့ရှင်လေဟမ် အထိုက်တွေ့ကြုံနေဘယ်ကနေရရလဲဟောဒီလားအဲ့လိုအဲ့လိုအဲ့လိုတွေးယူရလောက်အောင်တော်ကြတာပါအဒီကားဆိုလဲဒါနောက်တော့မတူတဲ့ရတ္တတခုတော့အဲဟိုဒါကားဆိုကျွန်တော်တို့တည်တလောက်ဆိုပွင့်ဆိုရင်လဲဒါဒါသူရိုက်နေကြပုံစံမျိုးမဟုတ်ဘူးလေနော်သူပုံမှန်ရိုက်နေကြသူ romance လေးတွေသူကရိုက်တာများတော့ဒါကြောင့်နည်းနည်းလေးအဲ့လာပို့ပြီးတော့လောင်တဲ့ပဲမိသားစုပဲသွားတဲ့ကိစ္စဆိုတော့လေဆိုတော့ ဟုတ်တယ်ညစမဒီနေ့ဇလန်တွေမှာသူသူသူ့နာမည်သလုံးနဲ့နေကြတာကြာသူ့နာမည်သူတော့ရှိပြီးသားခိုင်ခန့်တယ်လားအခုကတော့ရေးကွာရေးပါဘယ်လိုသူသူ့ရဲ့ industry industry လေးစပေါ့ကြာလေသူသူ့ဟာနဲ့သူကြည့်လို့ရှိရင် character တစ်ခုစီနဲ့ပေါ့နေကြတာဆိုတော့အဲသူလေးဘယ်လိုပဲပြောပြတာသူတို့ရဲ့ကြိုးစားအားထုတ်မှုပဲပေါ့နော်သူတို့ဒီချိန်ဒီရွယ်မှာဒီလိုနာမည်သလုံးနဲ့အဲဒီနေရာလေးရဖို့သူတို့ဒါငယ်ငယ်လေးတွေကြိုးစားခဲ့ရတာကိုကျွန်တော်တို့ဒီထုတ်ကောင်းလို့နဲ့ဆိုငယ်ငယ်လေးတွေဆုံးမှုတဲ့ နော်ဒီဟို solution လဲဟိုပွေးလာတော့မနေ့ပြန်နော်တားနေဆုံးလာဆိုပွေးရတော့မနေ့ပြန်အဲ now ရှင်ခွင့်ပြခြင်းနဲ့အဲ့လိုစကားသူတို့လည်းဒီလိုပဲတတော်ဘူးဒီရတနေရရအောင်ကြိုးစားခဲ့ရတာဆိုတော့အဲ့ဒီလူချင်းမှအဲသူတို့ဆိုတဲ့နာမည်လူတွေတွဲသိတယ်ကြာအဲ့အဲ့လိုမျိုးတွေဆိုတော့အဲ့လိုတွဲသိအောင်လဲကျွန်တော်တို့လည်းငွေလေးရဲ့လူပဲကြိုးစားခဲ့ရတာဆိုတော့အဲအဲ့ဒီအတွက်ကိုကျွန်တော်တို့က appreciate လုပ်တယ်ကိုယ်ယူပါတယ်အဲအားလဲအားပေးတယ်ကြည်လက်ကျင်းတဲ့ကြာ ဟုတ်တယ်တားလိုက်တူတူပါပဲတာတာတာတော်တော်လူလူလေးပါပဲရဲ့လူကြမ်းလိုက်တယ်ပြတ်ပြတ်လေခုနလိုပေါ့ခုန director တွေလိုပေါ့သိတာ director တွေလည်းအဲ့လိုပဲလေနော်အဲ့လိုလူငယ် director အမျိုးသမီး director တွေကဒီလို interview set ကားတွေကိုရိုက်ပြီးတော့အောင်မြင်အောင်ရိုက်နိုင်ကြသလိုမျိုးပဲပေါ့လေ။ဒါကျွန်တော်တို့ကသူတို့ရဲ့ခိုင်းစေမှုသူတို့ရဲ့ control အောက်မှာသူတို့လိုချင်တဲ့ item ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကအနည်းဆုံးစူးစမ်းကြရတာပါ။ဟိုအတွေ့အကြုံရှိလို့တော့မဟုတ်ပါဘူးခင်ဗျာ။ဘာလို့လဲဆိုတော့ရှိရ။ဒါခန်းစားချက်ကတော့ရှိပါဘူး။အဲ။အဲ့ဒါတော့ကျွန်တော်တို့ကျွန်တော်တို့အပူပင်ကင်းလို့ပါ။ဟုတ်ကဲ့။ ညီလေးဘုသူလည်းပူပင်ခင်းပါတယ်ညီလေးစဉ်းစားလို့ရတယ်အခုစဉ်းစားလို့ရတယ်မိသေးတယ်နော်တရတပဲဒီ movement news ရဲ့ဇလန်တွေကအဲဇိုင်းဖွဲ့စည်းတာရောဇက်ကောင်အားရောဇလန်းတင်ဆက်ဖို့အင်တန်ကောင်းပါပါလို့ကျွန်တော်အမခံနေပါတယ်ပြီးဒီဇလန်းတွေလေးကတတွဲကြည့်ပြီးနော် real ဘာလာဘာဖြစ်ပါလဲဆိုပြီးတော့မျောလင့်ချက်နဲ့ အဲ့လိုလေးဆွဲဆောင်မှုတွေရန်အားကောင်းမဲ့ဇလန်တို့ခုလိုကျွန်တော်အမခံပြီးပြောချင်ပါခင်ဗျာဆက်မြောက်အပြေပါလို့ပြောချင်ပါဟိုဇက်ကလည်းကောင်းနေပြီဒရိုက်တာလည်းကောင်းနေပြီဆိုတော့ဟိုပါဝင်တဲ့ပြုဆောင်တွေအားလုံးကလည်းဒါအတွဲဆက်တွေအားလည်းညီနေပြီဆိုတော့ဒီဟာလေးပုံမှန်ပုံခေါ်တဲ့အခါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်ဖိတ်သက်လည်းကြိုက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲဒီနေ့ကျွန်တော်တို့ရိုက်မဲ့ဇလန်တွဲလေးကတော့ဒါမုံမန်ညိုးဆိုတဲ့ဇလန်တွဲလေးပါဒီကားမှာတော့ကျွန်တော်ကဟိုမင်းနိုင်ဆိုတဲ့ character လေးပေါ့အာ စီးပွားကြနေတဲ့စီးပွားကြနေတဲ့လုပ်ငန်းရှင်တထေအထက်ကြီးပြပုံပုံလေးပေါ့အဲ့ကရက်တာလေးပါဟုတ်ကျွန်တော်တို့ဒီဇက်ကားမှာဥသစာဆိုတဲ့အဲဆရာဝန်ကြီးတယောက်နေရာနေဥသစာမှာဖြစ်ပါလားအဲကျွန်တော်အဲတမီးဒီပေါ့တမီးနဲ့မီးနဲ့ရအဖိုးတယောက်နေနဲ့ပြုဆောင်မှာပေါ့အေးအဲ့လိုလည်းပြောလို့ရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဇကာအနေနဲ့ဆိုလို့ရှိရင်တော့ဒါပထမဆုံးဆုံးကြတာပေါ့ အတွဲဆက်လေးလဲဆန်းတယ်အဲဒီ ကျွန်ကျွန်တော်ဆိုဒီဒီလိုအတွဲဆက်တဲ့ဒါဒါပထမအောင်ဆုံးဆုံးတာပေါ့နော်ဟိုဒီကမင်းသမီးတွေရောအကုန်လုံးဒါပထမအောင်ဆုံးဆုံးနေသူတွေပဲဆိုတော့ဇက်ဖတ်ဇက်ဆတ်ဖတ်ကလေးကဇက်ကလည်းဆန်းတယ်တွဲဆက်တွေကလည်းဆန်းတယ်ကိုလိုရမဲ့ character ကလည်းဆန်းတဲ့ခါကျတော့အာဒါလေးကိုအာဒီရင်ခုန်စိတ်လို့ရှာဇွာနဲ့ပဲတိတိနက်နက်နဲ့လက်ခံခဲ့တဲ့ character လေးပါနော်ကျွန်တော်တို့အတွက်ကတော့အများကြီးဝမ်းသာရတာပေါ့ကျွန်တော်တို့ဟိုခစ်ဆက်ဆက်ကရိုက်ခဲ့တဲ့ဒါရိုက်တာတွေရဲ့အသက်ကြီးတဲ့ကျွန်တော်တို့အဲလေးစားရတဲ့အကျိုးကြီးတွေပေါ့နော်အခုကျတော့ခု ူမရွယ်ကုသမီရွယ်လေးဒါရိုက်တာဖြစ်လာတဲ့အခါမှာသူတို့တွေရဲ့ကျူသားအားထုတ်မှု သူတို့ရဲ့ presentation ပေါ့အဲအဲအကုန်လုံးကြည့်ပြီးတော့မှဩသူတို့တွေအခုအခုမှပြောဆိုအပြိုလီတွေပေါ့ဗျာအပြိုလီတွေအင်တာဗျူးဆက်တွေရတဲ့အခါမှာတော်တော်ထက်ထက်ဝင်ကြတဲ့နာဒူးရတဲ့အခါကျတော့သူတို့စာဖတ်အားတော်တော်နာကြတာပဲဒါမှမဟုတ်အတူတူနေပဲရှိနေကြတာလားပေါ့နော်လေလေကြည့်ပြီးတော့မှအဲသူတို့တွေရဲ့အဲကျူသားအားထုတ်မှုလေးတွေကိုသိမှတ်ပြုရပါတယ်အဲအခုနောက်ပိုင်းဒီမြူသမီး ရိုက်တာငငယ်လေးတွေပေါ့နော်သူတို့ဆိုလို့ရှိရင်အရင်အဲတွေးခေါ်နိုင်တဲ့အဲခံစားမှုကိုအတိအကျသူတို့ဒီသုဆောင်တွေရှိကခံစားမှုတွေအိုက်တင်တွေကိုဆွဲထုတ်နိုင်တယ်အဲ့ဒါကိုလည်းရအောင်ရိုက်နိုင်တယ်ဆိုရဲဟာပြသူတို့အင်တန်တော်လို့လို့ကျွန်တော်ချီးမွမ်းကြပါတယ်